တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင် channel မှာဒီကနေ့မေလ၁ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့တိုင်းတုံတိုင်းက A နဲ့ PDF တိမ့်ပိုက်ထားတဲ့နေရာတွေကိုစစ်ကောင်စီကထိုးစစ်ဆင်လာတဲ့အတွက်နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ရခိုင်ရုံးမပေါ်နဲ့ရိုးတောင်ချီရင်းမှာတိမ့်ပိုက်ထားတဲ့အာရခတက်တော် AA နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နေရာများစခန်းများကိုစစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။တော်လိုင်းပြည်ပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတို့မကွေးတိုင်းပဲခူးတိုင်းနဲ့ AARI တိုင်းတို့မှာတိုက်ပွဲပြင်းထန်လျက်ရှိပြီးလက်လွတ်ခဲ့ရတဲ့နေရာတွေကိုစစ်ကောင်စီကထိုးစစ်ဆင်နေခြင်းဖြစ်ပါတယ်။ CDM ဗိုလ်ကြီးစင်ရော်ကပန်းတောင်းနဲ့မြေဝကျွန်းပေါ်ဒေသမှာနှစ်ဖက်စလုံးစစ်ရစ်တင်းမှနေကြတယ်။ AA ရဲ့တမူးတွေနဲ့တိတော့သူတို့စီကနေတဆင့်တိရတာဒါပေမဲ့ဒီဘက်မှာကတော့ ူတို့တရင်ထုတ်ပြန်တာမရှိဘူးစစ်ကောင်စီကလည်းအရင်ကစက်ပေါ်ကနေအလုတ်လုတ်တာအခုလိုင်းပေါ်ကနေအလုတ်လုတ်နေတော့စီရေးအခြေအနေကအတိအကျသိရဖို့ခက်တယ်လို့ပြောပါတယ်ရခိုင်ပြည်အမ်းမြို့နယ်ဧရိယာတဲ့ရိုးမတောင်တန်းဘော်ကစစ်ကောင်စီရဲ့ဂုံစီစကန်ကိုအရခတ်တက်တော် AA ကတင်ပိုက်ထားပြီးအဲ့ဒီစကန်ပြန်လည်ရရှိနိုင်ဖို့စစ်ကောင်စီကထိုးစစ်ဆင်လာကြောင်းသိရှိရပါတယ်ဂုံစီစကန်ကိုပြန်လည်ရရှိဖို့အတွက်စစ်ကောင်စီရဲ့တပ်မကိုကိုမဘုံမှုချုပ်နိုင်ဝင်းဦးဆောင်ကနိုင်ရီကန်တောင်အောက်ချီမှအင်အားစုစည်းနေကြောင်းစစ်ရေးတရင်အရင်မြစ်ကပြောပါတယ် အမ်းမြုံနယ်နဲ့မကွေးတိုင်းငဖဲမြုံနယ်အဆက်အမ်ဘရန်တောင်တန်းမှာရှိတဲ့စစ်ကောင်စီရဲ့ဂုံစည်းစခန်ကိုအရခတ်တပ်တော် AA က2025ခုနှစ်ဖေဖော်ဝါရီလ2ရက်နေ့မှာတင်ပိုက်ခဲ့ခြင်းဖြစ်ပါတယ်။ရခိုင်ရိုးမတောင်တန်းအဆက်ပဲခူးတိုင်းပန်းတောင်မြုံနယ်တဲကညောင်ကျိုးတက်စခန်ကိုလည်းအရခတ်တပ်တော် AA နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်ကတင်ပိုက်ထားပြီးအဲ့ဒီစခန်ကိုစစ်ကောင်စီကပြန်လည်ရရှိနိုင်ဖို့ပြည်လန့်ဘက်ကနေထိုးစစ်ဆင်တိုက်ခိုက်လာကြောင်းသိရှိရပါတယ်။ အဲ့ဒီပြန်လဲထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေကိုပြည်ခရိုင်ပြည်သူကာကွယ်ရေးတပ်ကအထိကဖျက်တောက်တိုက်ခိုက်နေပြီးစစ်ကောင်စီရဲ့ထိုးစစ်များကိုပြန်ခုခံရန်တေချာပြင်ဆင်ထားကြောင်းလဲပြည်ခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်363တတရင်စစ်ထောက်လမ်းရင်းနဲ့တရင်ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပါတယ်အခုပေါင်းတလဲနယ်ဘက်မှာပောက်ခေါင်းမြို့နယ်ပေါင်းတလဲနားမှာဆိုရင်နတလင်းရွာတို့ဘက်ကိုစစ်ကြောင်းထိုးဖို့လုပ်နေပါတယ်ဒီနေ့မှာဆိုရင်စစ်ကားကြီး၈စီးလောက်နဲ့တက်လာပြီးတော့အင်အား200ခန့်လောက်နဲ့ပဲဒီကောင်တွေတက်လာတာရှိပါတယ် ဒါပေမဲ့သူတို့ဘလောက်ပဲတက်လာတက်လာပါကျွန်တော်တို့ဘက်ကနေအစင်သင်ဆောင်ရထားပါတယ်လို့ရဲဘော်ရှဲတို့ကဧပြီ29ရက်နေ့မှာပြောဆိုထားပါတယ်အီအိုရီတိုင်းနယ်မှာလည်းရခိုင်ရိုးမနဲ့အဆက်မှာရှိတဲ့ငတိုင်းချောင်းမြို့နယ်ရည်ကြီးမြို့နယ်နဲ့လေးမျက်နှာမြို့နယ်တို့မှာအာရခတ်တက်တော် AA နဲ့ PDF မြတ်ထင်းချုပ်ထားတဲ့နေရာတွေကိုအာနာသိန်းစစ်ကောင်စီကထိုးစစ်ဆင်တိုက်ခိုက်လာနေတဲ့အတွက်နှစ်ဖက်တိုက်ပွဲပြင်းထန်လျက်ရှိကြောင်းအီအိုရီသတင်းရင်းမြစ်ကပြောပါတယ်။လေးမျက်နှာမြို့နယ်ဝက်ကုန်းစန်းကုန်းတုံးတော်ရှာတော်စုစတဲ့ကြေးရွာတွေအနီးမှာစစ်ကောင်စီနဲ့တော်လိုင်းဖူပုံတပ်ဖွဲ့များကတိုက်ပွဲဖြစ်ပွားနေပါတယ်။ အဲ့ဒီနေရာမြတ်မှာဆုတ်ခွာလာတဲ့စစ်ကောင်စီတပ်များမှာပသိမ်မုံရွာလန့်အရှိဘက်မှာရှိတဲ့ပန်းတော်ကြီးကျေးရွာမှာတက်ဆွဲထားပြီးအင်အားထက်မှန်ဖြည့်တင်းကထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ပါတယ်။သို့တော်လည်း AA နဲ့ PDF များရဲ့ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့်စစ်ကောင်စီတပ်များမှာရှေ့မတိုးနိုင်မဲ့ပြန်လည်ဆုတ်ခွာသွားရကြောင်းသိရှိရပါတယ်။အေယာဝရီရဲ့ငတိုင်းချောင်းရေကြီးနဲ့လေးမျက်နှာတို့မှာ AA နဲ့ PDF များဝင်ရောက်လာတဲ့အတွက်စစ်ကောင်စီဟာဒေသခံပြည်သူများကိုတွာလာမှုတင်းချက်ခြင်းစစ်ဆေးရေးပုံမှုလှုပ်ဆောင်ခြင်းနဲ့စစ်မှုတန်းတည်းစုဆောင်းလျက်ရှိကြောင်းသိရှိရပါတယ်။ အာနာသိန်းစစ်ကောင်စီဟာရခိုင်မကွေးပဲခူးနဲ့အေယာဝတီဒေသများမှာလက်လွတ်ဆုံးရှုံးထားတဲ့နေရာများတပ်စခန်းများကိုထိုးစစ်ဆင်ရမှာလေကြောင်းတိုက်ခိုက်မှုများကိုအ धिक အုံပြုကမြေပြင်စစ်ကြောင်းများကိုလမ်းဖွင့်ပေးနေပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့ကြောက်ဖြူမင်းတက်တောင်နီစစ်ကောင်စီရဲ့အထိုင်ကာကင်းစခန်းကိုအေအေထိုးစစ်ဆင်တိုက်ခိုက်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မင်းတက်တောင်ကြီးရွာအနီးမှာရှိတဲ့စစ်ကောင်စီရဲ့အထိုင်ကာကင်းစခန်းကိုအာရခတ်တပ်တော်အေအေကထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းတရင်ရရှိပါတယ်။ ယနေ့မေလာတရက်နေ့နနက်ပိုင်းမှာစတင်ပြီးအေအေကထိုးစစ်ဆင်တိုက်ခိုက်နေတာလို့မြေပြင်စီရေးသတင်းရင်းမြစ်တူကပြောပါရယ်မင်းတက်တောင်မှာကာကင်းစကန်အထိုင်ချလို့ရှိတယ်အဲ့ဒီအနီးနားကအစိုးရနှိပညာတင်းတန်းကျောင်းမှာလဲစစ်ကောင်စီအထိုင်ချလို့ရှိတယ်အပြစ်ကရက်စက် ကာလကအင်အားတွေဖြည့်တယ်စစ်ကြောင်းထိုးတယ်အခုဆိုအင်အားယာနဲ့ချီရှိသွားပြီအဲ့ဒါကိုအေအေကစထိုးတာပါလို့ပြောပါရယ်မင်းတက်တောင်ကြေးရွာမှာကြေးရွာသားတချို့မှာစစ်ဘေးရှောင်သွားပြီးတချို့မှာရွာရင်ကြန့်ရှိနေသေးတဲ့ကြောင့်ကြောက်ဖြူဒေသခံအမျိုးသမီးတူကပြောပါရယ် ရွာသားတွေကအရင်ကတည်းကပြေးတဲ့သူပြေးပြီးမပြေးရတဲ့သူတွေလည်းရှိနေသေးတယ်တိုက်ပွဲကတော့စစ်ကောင်စီဘက်ကလည်း drone တွေနဲ့ပစ်နေတာရှိတယ်အထိခိုက်တော့မသိရသေးဘူးလို့ပြောပါတယ်ပြီးခဲ့တဲ့ April 29ရက်နေ့ကလည်းကြောက်ဖြူမြို့နယ်မလကျွန်းပြင်ရှိဘက်မှာအင်အားအများအပြားနဲ့စစ်ကြောင်းထိုးတက်လာတဲ့စစ်ကြောင်းနှစ်ကြောင်းနဲ့ AA တို့ဟာအမှတ်30နှစ်ရဲတရင်ဝင်းကျင်မှာရှိတဲ့ကြေးရွာအနီးအနားမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ် ဧပြီလ28ရက်နေ့ကကြောက်ဖြူမြို့နယ်လိတ်ခမော်ကြေးရွာအနီးဖြစ်ပွားခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ AA တို့ရဲ့တိုက်ပွဲအတွင်းစစ်သားအလောင်း၁၀လောင်းခန့်နဲ့လက်နက်ခဲယမ်းများကို AA တို့ကသိမ်းဆည်းရရှိခဲ့တယ်လို့စီရေးတရင်အရင်မြစ်ကပြောဆိုထားပါတယ်စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်မျိုးများဖြစ်တဲ့စစ်တွေကြောက်ဖြူနဲ့မန်းအောင်၃မျိုးနဲ့ကြောက်ဖြူမျိုးနယ်မှာဧပြီလမှစပြီးတိုက်ပွဲပြင်းထန်လာကြောင်းဒေသခံများကပြောပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြေပုံမှာရှေးဟောင်းဖရဲတဆူရဲ့ရင်အုပ်တော်မှကြောက်စင်းတူဖရဲတဆူထွက်ပေါ်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရခိုင်ပြည်မြေပုံမြို့ရှိအငူတက်တော်ဖရာရှိရှေဟောင်ဖရာတဆူရဲ့ရင်အိုးတော်မှကြောက်စင်းတုဖရာတဆူထွက်ပေါ်လာကြောင်းသိရှိရပါတယ်။အင်္ဂရီနဲ့တွန်းလှုပ်ထားတဲ့ရှေဟောင်ဖရာတဆူရဲ့ကိုတော်မှဧပြီ25ရက်နေ့မှာရောင်ကြီးတော်မြတ်ကွန်မြူလာပြီးအဆိုပါဖရာရဲ့ကိုပေါ်မှာတဖြည်းဖြည်းအကွဲလာ၍ပယံဆရာနဲ့ပြန်လည်ပြုတ်ပြင်မောမန်ရံမှ၎င်းဖရာရဲ့ကိုထဲမှာကြောက်စင်းတုဖရာတဆူအားဖူးတွေ့ရကြောင်းဒေသခံများကပြောပါတယ်။ကိုတိုင်ဖူးတွေ့ခဲ့ရသူဦးမြတ်ထွန်းကရောင်ကြီးတော်ကမကြမကြထွက်တယ်။ အဲ့တော့တဖြည်းဖြည်းနဲ့ဖရာကိုဘောကအကွဲလာတာကိုပယံဆရာကမောမှန်တာပေါ့အကွဲတဲ့နေရာတဝိုက်လက်နဲ့ခောက်ကြည့်တော့အတန်တမျိုးမြည်တယ်အဲ့နေရာကကြောက်စင်းတူဖရာတစုပေါ်လာတာလို့ပြောပါတယ်ထွက်ပေါ်လာတဲ့ကြောက်စင်းတူကိုအပြင်ကိုထုတ်ပြမယ်ဆိုပါကငကိုရှိအောင်စင်းတူတော်ကြီးပျက်စီးသွားမှဖြစ်တဲ့အတွက်ယခုအတိုင်းသာဆက်လက်အပူဇော်ခံသွားမယ်လို့သိရှိရပါတယ်ထွက်ပေါ်လာတဲ့ကြောက်စင်းတူရဲ့ညံတော်အမြင့်မှာလေးပေခန့်ရှိနိုင်တယ်လို့လည်းခံမှန်းထားကြပါတယ် နကုစင်းလူတော်ကြီးရဲ့ညံတော်အမြင့်မှာဆယ်ပေကန့်ရှိပြီးလွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀ကျော်ခန့်ကတည်ထားကိုးကွယ်ခဲ့ကြောင်းမှတ်တမ်းများအရာသိရှိရပါတယ်။သို့တော်လည်းလက်ရှိထွက်ပေါ်လာတဲ့ကြောက်စင်းလူတော်ကိုမြည်သည့်ခုနှစ်မှာတည်ထားခဲ့သည်ကိုမသိရဟုလည်းဒေသခံများကပြောပါတယ်။မြေပုံမြို့အငူရက်မှာတည်ထားကိုးကွယ်ခဲ့တဲ့အငူတက်တော်ဖရာကိုတတရဒညဝရီခေရခိုင်ပရင်သူရိယဆက်ကမင်းကတည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ ရင်အောင်မြောက်ဦးခေရခိုင်ပရင်မင်းဖလောင်ရဲ့မိဖုရားစိုးမဲကြီးကပြုတ်ပြဲမောမှန်ခဲ့တယ်လို့လဲဖရားကောဘကမြားရဲ့ပြောပြချက်အရသိရှိရကြောင်းဥမျက်ထွန်းကပြောပါတယ်။လက်ရှိပေါ်တော်မူကြောက်စင်းတူတော်ကိုယနေ့ရက်ဝေးမှာဖရားဘူးဧည့်သည်များကလာရောက်ဖူးမြော်နေကြတယ်လို့လည်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စံကြောင်းမြို့နယ်မှာမိဆက်နှုတ်ရဲ့အဲကွန်300မှမိသားစုဝင်၄ဦးသေဆုံးပြီးပုတ်ပွအနှံ့ထွက်မှာပတ်ဝန်းကျင်ကသိရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းစမ်းကြောင်းမြို့နယ်မှာမိဆက်နှုတ်ရည်လေးပေးဆက်အဲကွန်300မှမိသားစုဝင်၄ဦးတည်ဆုံးပြီးပုတ်ပွားအနှံ့ထွက်မှပတ်ဝန်းကျင်ကတိရှိရာကြောင့်ဒေသပြည်သူများကပြောဆိုပါတယ်ယနေ့မေလာတရက်နေ့နနပိုင်းစမ်းကြောင်းမြို့နယ်ရွှေလောင်းလန်းအမှတ်44လေးလော်အေမှာအပုပ်နှံများမခံမရက်နိုင်အောင်ထွက်နေတဲ့အတွက်ပတ်ဝန်းကျင်ကရဲနဲ့စစ်တပ်ကိုအကြောင်းကြားပြီးအခန်းပွင့်ကြည်ရာမှာမိသားစုဝင်၄ဦးသေဆုံးနေကြောင်းအဆိုပါတိုက်ခန်းလေးလော်ရဲ့နောက်ဖေးကမ်းမှာမိဆက်ထားရှိပြီးမိသားစုဝင်၄ဦးစလုံးမှာအိမ်ထဲတွင်ပင်သေဆုံးနေကြခြင်းဖြစ်ကြောင်း တည်ဆုံနေဒီမှာရက်အတော်ကြာပြီဖြစ်ပြီးအပုံနဲ့ထွက်မှာပတ်ဝန်းကျင်ကသိရှိရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တည်တဲ့သူတွေကလူသစ်တွေပါအမျိုးသားကအသက်30နှစ်အမျိုးသမီးကအသက်25နှစ်ကလေးကအသက်8နှစ်ပဲရှိပါသေးတယ်။အသက်16နှစ်ကောင်မလေးတဦးလည်းပါတယ်။စုစုပေါင်းတည်ဆုံနာက၄ဦးပါခွေးတစ်ကောင်လည်းတည်နေတယ်။သူတို့အိမ်နောက်ပေးဝရဏာမှာမီးဆက်ထားတယ်။မီးဆက်မောင်အဲကွန်းဖွင့်ပြီးအိတ်ကြရာကနေကာဗွန်မောင်နောက်ဆိုင်တွေရှူမိပြီးအစိတ်တင်တာလို့မိသက်နဲ့ကေဆေးသမားတွေကပြောပါတယ်။ အရန်ပုတ်မှတိတာစမ်းကြောင်းမှလည်းအထက်မြင့်တွေကတခိုးရန်ကြောက်ရတော့တကားတွေအကုန်ပိတ်မီးဆက်မောင်းအဲကွန်ဖွင့်ပြီးအိတ်ချရတာလို့သိရတယ်ပြင်ပတန်ရမရှိပါဘူးလို့ရွှေလောင်းလမ်းမှာနေထိုင်သူပြည်သူတို့ကရှင်းပြပါတယ်တည်ဆုံးသူများမှာကိုကောင်းအသက်30နှစ်ဇနီးဖြစ်သူမမိုးဆန္ဒအသက်25နှစ်တာဖြစ်သူမောင်ကောင်းတပ်ပိုင်အသက်10နှစ်နဲ့မမိုးဆန္ဒရဲ့ညီမဖြစ်သူမဝင်းဆန္ဒအသက်16နှစ်တို့၄ဦးဖြစ်ကြောင်းတေဆုံးသူများရဲ့မိဘဆွေမျိုးမှာကိုကောင်းရဲ့မိခင်ဖြစ်သူဒေါ်အီချိုဖြစ်ပြီးမယန်းကုန်းမြို့နယ်မုဒိတာအိမ်ယာနှစ်ရက်ကွက်မှာနေထိုင်သူဖြစ်ကြောင်း တားဖြစ်သူကိုဆက်သွယ်မရရည်တက်ဆိုင်ရာနဲ့ပတ်ဝန်းကျင်ကိုအကြောင်းကြားရမှယခုကဲ့သို့တိုက်စုံးမှုကိုရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်းသိရှိရပါတယ်။လက်တတော်ရန်ကုန်မြို့မှာစစ်ကောင်စီက၄နာရီမိပေ၈နာရီလျှက်စစ်မီဖျက်တောက်ထားတဲ့အလက်ကျမိပေစနစ်ကိုကျင့်သုံးလျက်ရှိကြောင်းသိရှိရပါတယ်။အဲ့ဒီတော့ NUG MOD နဲ့ EAO တွေမအားလာကိုဖြုတ်ချဖို့အချိန်ဆွဲလို့မရတော့ဘူးဖြစ်ကြောင်းကိုအိုင်ယွန်နီရဲ့ရေးသားတုံးသက်ထားမှုကိုတင်ဆက်ပေးပါမယ်။တရုတ်နဲ့ American Trade War ဒုတိယအကြိမ်ပြန်ဖြစ်တဲ့အခါတရုတ်ဘက်က အနိုင်ကျင့်သူကိုဥညွတ်ခြင်းသည်ရေငက်ပြေစေရန်အလုံးကအစိတ်တောက်ခြင်းနဲ့တူ၏ထိုတို့ပြုခြင်းသည်အကျက်အတဲကိုပုံမိုဆိုးရွားသွားရုံသာဖြစ်ပေလိမ့်မည်အမေရိကန်နဲ့မပေါင်းဖို့တရုတ်ဘက်ကနေ၎င်းကကြောင်သူတော်လုပ်ပြီးပရိုပါဂန်ဒါလုပ်နေတာမိုင်းဂိမ်းကစားနေတာမြန်မာနိုင်ငံနဲ့ပြည်သူလူထုအပေါ်စစ်အာဏာရှင်ကိုထောက်ခံပြီးအကြမ်းဖက်လုပ်ရက်တွေပံ့ပိုးပေးနေတာအနိုင်ကျင့်တာကြတော့ကောင်းတယ်ကိုမျက်ချီကိုကိုမမြင်ပဲသူတပားမျက်ချီကြမြင်တတ်တဲ့စီနာတွေကိုမြန်မာပြည်သူလူထုက나ကြီးမုံတီမှုကထရိတ်ဝါနဲ့တူပျက်စီးစေချင်တာအလွန်မဟုတ်ဘူး ထရမ့်ကိုမကြိုက်ဘူးဆိုပေမဲ့မြန်မာကိုခေတ်သစ်ကိုလိုနီပြုထားတဲ့တရုတ် CCP ထိတ်တန်းခေါင်းဆောင်တွေသွေးခန့်၆ပြီးပြိုလဲပျက်စီးစေချင်တာအမှန်ပဲနိုင်ငံတနိုင်ငံကမိမိကိုကြိုးစည်းပွားကိုကြည်တာမှန်ပေမဲ့နိုင်ငံငယ်တွေရဲ့ပြည်ရင်းရေးကိုဝင်ဆွတ်ဖတ်ခွင့်ဘူလီလုတ်ခွင့်မရှိရဘူး debt trap policy conspiracy theory တွေနဲ့အကြမ်းဖက်စစ်အုပ်စုဘက်ကနေရောသမမွေတာရက်တံပေးလိုပါတယ် ဒီလိုမလုပ်တဲ့အပြင်အကြံဖတ်စစ်တပ်အာဏာသက်ဆိုးရှိဖို့ဤမျိုးစုံနဲ့ပံ့ပိုးနေတာကြောင့်မြန်မာပြည်သူလူထုတွေနေစဉ်နဲ့အမျှလူငရဲကန့်ကိုဖျက်ဆီးနေရတယ်။စီနာတွေအနေနဲ့ရှက်တင်တယ်။အထက်ကပေါ်ပြပါစကားပြောလို့ပူရှက်တင်တယ်။ပြိုလဲကြတော့မယ့်အကြံဖတ်စစ်အုပ်စုကိုတရုတ်ဘက်ကမကူညီမပံ့ပိုးပေးရင်တော်လန်ရေးကပြီးဆုံးလို့ပြန်လဲထူထောင်ရေးစတင်နေတာခရီးတောင်အတော်ပေါက်လောက်ရောပေါ့။အခုတော့လာရှိုးကို ပြန်ပေးလိုက်ရတဲ့ဖြစ်စဉ်ကိုကြည့်ရင်တရုတ်ကိုအသေးပေါက်အောင်နာကြည့်တယ်။ တရုတ်က၎င်းတို့ဩဇာကံကိုးကံနဲ့မြန်မာစစ်ကောင်စီအကြလာရှိုးကိုတစ်ချက်လွတ်အမိတ်နဲ့ပြန်ပေးဖို့ဆုံးဖြတ်လိုက်တာပဲ။ကြက်မောရညက်အကွက်နဲ့တရုတ်ဟာ၎င်းတို့ရဲ့ Middle Kingdom Empire အယူအဆကိုယနေ့ခေတ်အထိ update လုပ်ပြီးသုံးလာတယ်။အိင်းကြီးချင်းမြန်မာကတော့စစ်အာဏာရှင်ခေါင်းဆောင်တို့ရဲ့အာဏာလက်မလွတ်ခံမှုအောက်မှာတရုတ်ရဲ့တစဆဝါမျိုးမှုအောက်နှင်းမြုံနေပြီ။ရမခစစ်တိုင်းလာရှိုးကိုစစ်ကောင်စီလက်ထက်ကအပြစ်တိုက်ခဲ့တဲ့ MNDA ကအုတ်ချုပ်ရေးရန်နေရလေပတ်စာပြုတ်နေချိန်မှာတရုတ်ရဲ့ကြောက်ရွံ့ကျွန်းတော်ဆုံးမမယ်ဆိုတဲ့စကား ပြန်ပေးလိုက်ဆိုတဲ့အမိန့်နဲ့အကြက်ဖတ်စစ်ကောင်စီကိုပြန်ပေးလိုက်ရတယ်။အသက်သွေးချွေစွန့်လပြီးတိုက်ခဲ့တာအာနာရှင်အမြင့်ပြက်စေရမယ် statement ထုတ်ပြီးကိုကန့်တက်ဥဆောင်လို့တိုက်ယူခဲ့ရတာကိုတရုတ်ရဲ့တချက်လွတ်အမိန့်အောက်မှာပြန်လဲဆုတ်ခွာပေးရတာရှက်ဖွယ်ပဲ။တရုတ်ရဲ့နိုင်ငံရေးဖိအားကြောင့်လို့သတင်းထုတ်ပြန်ပေမဲ့ကိုကန့်တက်ရဲ့ ideology ကဒေသခံစစ်ဘရင်တရုတ်ပဲထွက်လာတယ်။တခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးကိုဝင်မဆွတ်ဖက်ပါဘူးဆိုတဲ့တရုတ်တို့ရဲ့ဗျောင်းလိန်တက်တဲ့တန်တမန်ရေးရာမူဝါဒအကြံဖတ်စစ်တပ်ကိုထောက်ခံပံ့ပိုးပေးမှု defecto ပေးထားမှုအပေါ်ကိုကန်တက်က breakthrough လုပ်ချင်ရင်လမ်းကြောင်းတွေရှိပါတယ်။တရုတ်ရဲ့ဖြတ်ငါးပြတ်အောက်မှာဒူးထောက်ပေးလိုက်ရတဲ့အညံ့ခံလိုက်ရတယ်။ကိုကန်တက်အနေနဲ့တရုတ်အစိုးရရဲ့မလွဲမရှောင်သာ PR ပေးတာတွေအနိုင်ကျင့်ခံရတာတွေရှိမှာပဲ။အထူးသဖြင့်ကုံစီတွေလောင်စာနဲ့လျှက်စစ်မီလိုအပ်ချက်အတွက်တရုတ်ကိုမိကိုအားထားနေရတာကြောင့်အပေးအယူအလျှော့တင်လုပ်ရတာရှိမယ်။သို့တော့အောက်စီးကကြီးပဲသွားမယ်ဆိုရင်တော့ MNDA ရဲ့မူဝါဒနဲ့ရှောက်လန်းရမယ်လမ်းကိုထိခိုက်လာပြီးတရုတ်အလိုကျစစ်ကောင်စီရဲ့ခြေချုပ်ထဲပြန်ရောက်သွားလိမ့်မယ်။ ဖုန်ကြားရှင်2009မှာဘလို့ခံခဲ့ရလဲဆိုတာသူ့သားဖုန်တားရှင်တိမှာပဲလာရှုကိုပြန်ပေးလိုက်ရတာနဲ့အကြံဖတ်စစ်တပ်ကအင်အားတွေစုပြီးတောင်ခန်းကနေစပြီးတအောင်းတက် TNL တင်ထားတဲ့နောင်ချိုကြောင်မဲ့တီဘောစတဲ့မန္တလေးရှမ်းမြောက်လမ်းပိုင်းကိုလည်းပြန်သိမ်းပိုက်ဖို့ထိုးစစ်တွေစလာပြီတရုတ်ဘက်ကလည်း၎င်းတို့ရဲ့ကျိုးဆွဲနိုင်မဲ့ရုပ်သေးအစိုးရစစ်ကောင်စီအတွက် de facto ပေးဖို့ EAO တွေကိုပုံစံမျိုးစုံနဲ့ဖိအားပေးတယ်ဒေတာရင်းအာဆီယံနိုင်ငံတွေကိုပါစစ်ကောင်စီနိုင်ငံရေးထွက်ပေါက်ရဖို့လမ်းကြောင်းအမျိုးမျိုးပေးတယ် ဒါကြောင့်တော်လန်ရေးအချို့အကွေ့မှာတတတအားပါဝင်ခဲ့တဲ့ MNDA အနေနဲ့တစ်တုံညာနှစ်ကုန်စစ်စင်ရေးတပ်ပိုအားကောင်းတဲ့ operation လုပ်နိုင်မယ်ဆိုရင်ဂုံတိတ်ခါအရာရောကျိုးစည်းပွားအရာပါမြင့်တက်လာမယ်ကျွဲကူးရည်ပါဖြစ်လာပါလိမ့်မယ်။ဒါကြောင့်နောက်ဆုတ်ချိန်တန်နောက်ဆုတ်ရှီတိုးတန်ရှီတိုးဖို့ပြင်ဆင်စရာရှိတာပြင်ဆင်ပါ။ကိုသွားခြင်းနဲ့လန်းကိုလျှောက်လန်းလိုတဲ့ခရီးကိုမဟာမိတ်တွေနဲ့ရှောင်းလန်းလိုရတာပဲ။ NUG နဲ့အဆက်ဆက်မလုပ်ရင်ပြည်သူလူထုကိုမျက်နှာမူပေးရင်အကြမ်းဖက်စစ်တပ်ကိုအထိနာအောင်တိုက်ပေးတာနဲ့ဂျင်းနေတယ် တိုက်ပွဲကအခုချိန်မှာအမြင့်ဆုံးအနေထားကိုရောက်နေပြီဘယ်လန်းကိုလိုက်မလဲဆိုတာကိုဆုံးဖြတ်ဖို့ချိန်တန်ပြီမိမိတို့ရဲ့ပက်ရှင်များမပြောက်ဖို့လိုတယ် MND 3BH မဟာမိတ်ဖြစ်တဲ့အာရခတ်တပ်တော် AA ဆိုရင်ရခိုင်ပြည်နယ်တဲကမြို့ပေါင်း14မြို့အပြင်အခုဆိုရင်ကြောက်ဖြူမြို့ကိုပါပတ်ဝိုင်းထားနိုင်ပြီးအချင်းတစ်ခုရောက်ရင်အပီးသိမ်းနိုင်တော့မယ်တကယ်တမ်းရခိုင်ပြည်နယ်မှာကြောက်ဖြူကိုသိမ်းနိုင်ပြီးဆိုမန်အောင်ကိုလည်းအခက်အခဲမရှိသိမ်းယူဖို့မခဲရင်ဘူး ရခိုင်ပြည်နယ်တဲကတရုတ်နဲ့ပထဝီအရအနေငယ်ကွာဝေးပေမဲ့တရုတ်ရဲ့ရေနံနဲ့တဘာဝတန်းငွေပိုက်လိုင်းရှိတဲ့ကြောက်ပြူရေနဲ့စိတ်ကန်းရှိတာကြောင့်တရုတ်ပီအားကိုရှမ်းမြောက်က EU အဖွဲ့နီးတူခံရတာပဲလူဦးရေပောက်ကွဲနေတဲ့ဘင်္ဂလားဒေ့ရှ်နဲ့ထိစပ်နေတဲ့အပြင်အကြမ်းဖက်ဘင်္ဂလီမွတ်စလင်တွေရဲ့အန္တရာယ်ကလည်းရှိနေတယ်ဝန်လက်တွေသာအမျိုးဘာသာတာသနာမရင့်တန့်ရင်အနောက်တကားကျိုးပေါက်မှာပဲ ရွေဦးတော်တိုင်းရေးလှိုင်းမှာအေးအေးအချက်စစ်ကောင်စီအခက်တွေ့ခဲ့ပြီးတစ်တုံညာနှစ်ခွန်စစ်စင်ရေးနောက်ပိုင်းမှာဖြည်းဖြည်းမှန်မှန်နဲ့တွားနေတဲ့အေးအေးကစစ်ကောင်စီကိုအလုံးအရင်းနဲ့ဝင်ဆောင်ပြီးဂျူးနဲ့တိုက်တဲ့တမယိုးကြတိုက်ပွဲကွန်ဗက်ရှင်နယ်ဝါကိုဆင်နွှဲလာနိုင်ပြီးနီးပြူဟာအကြီးအစားနဲ့ကောင်တာပြန်ထိုးလာနိုင်တယ်။မောင်တော်နခခလေးမြို့တကြီးတိုက်ပွဲမှာဒီလိုနီးပြူဟာကိုတုံးသွားတယ်။ကြားညက်ခံရတဲ့အနေအထားမှာအေးအေးကရခိုင်ပြည်သူလူထုတခဲနဲ့ထောက်ခံမှုနဲ့အုတ်ချုပ်ရေးနိုင်ငံရေးရန်ရာပိုင်းကိုအရှိန်နဲ့စတင်လှုပ်လာတယ်။ အခက်အခဲတွေဒင်းကျန်းပေမဲ့ဖြည်းဖြည်းမှန်မှန်လှုပ်လာတယ်။ AAC ရေးပိုင်းမှာလည်းကြောက်ဖြူနဲ့စစ်တွေကိုပတ်ဝိုင်းတိုက်ခိုက်နေတဲ့အပြင်ပဲခူးတိုင်းပြည်ပန်းတော့အေယာဝတီစစ်မျက်နှာပြင်နဲ့ကပ္ပဆာဆက်ယုံတွေတည်ရှိတဲ့မကွေးတိုင်းကိုပါမဟာမိတ်တွေနဲ့အတူထိုးပေါက်ဝင်ရောက်လာတယ်။ AA ရဲ့စစ်ရေးနိုင်ငံရေးထိုးပေါက်ပုံတွေကအာခါမောင်းတန်ရှိလာပြီးဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကပါဆက်ဆံပြုတ်မှုလာတယ်။ရှိဆက် AA တက်ဦးစီးချုပ်တို့ရဲ့စီရေးအကင်းပါမှုနဲ့နိုင်ငံရေးပေါင်ချင်းကက်မှုအရ National Wide Leadership ကိုစောင့်ကြည့်အခက်ခတ်ဖို့ပဲ။ နောက် EO တပွဲက KNO KNA ပဲမမော်ကိုတိုက်တာ9လကျော် ကြာမြင့်လာပြီးလက်ဆမတက်နိုင်လို့တယောလောင်ပြောင်နေကြတာတွေတွေ့တယ်။ရေလန်းကုန်းလန်းစုံရအဓိကကြတဲ့မမော်မျိုးကအချက်ချာကြတာကြောင့်စစ်ကောင်စီဘက်ကအဓိကတက်တွေချထားပြီးအသေးအတန်ခုခံနေတယ်။မမော်ကြရင်မပခစစ်ဌာနချုပ်မြေကြီးနာက KIA KPDF ABSDF ရဲ့ပတ်ဝိုင်းချင်းကိုခံရပြီးစစ်ကောင်စီကမြောက်ပိုင်းတိုင်းတစ်ခုလုံးကျသွားရင်ပြုတ်ကျဖို့ကတိကျတယ်လို့ပဲ။ KIA လက်ထဲကျသွားရင်တရုတ်အားကိုးနဲ့ပြန်တောင်းလို့လည်းမရဘူး။ စစ်စရေးဗန္နာရေးရင်းမြစ်ကောင်းတဲ့ကချင်ပြည်နယ်ကိုသာအကြံဖတ်စစ်တပ်လက်လွတ်ရရင်တရုတ်အနေနဲ့ပါဝါအခင်းအကျင်းကိုပြောင်းလဲပြီးမအားလကိုမရရတဲ့နီးနဲ့ဖြုတ်ထုတ်တတ်ဖို့ပဲရှိတယ်တော်လန်ရေးအချိုးကိုပြောင်းလဲမှာပဲဒါကိုနှစ်ဖက်စလုံးကတင့်တန့်တွေမြင်နေကြတယ်တိုင်းရင်းသား DNA စစ်ပြီး high leader တွေရဲ့နိုင်ငံရေးမြင်မှမှုကြောင့်တရုတ်အနေနဲ့ဖိအားပေးဖို့ခက်ခဲလိမ့်မယ်အာရခတ်တပ်တော် AA ကလည်း၎င်းတို့ရဲ့နောင်တော်ကြီး KIA လမ်းစဉ်အတိုင်းသွားမှာပဲ NUG PDF တွေလည်း KIO KIA ဥဆောင်မှုအတိုင်းလိုက်ပြီးဗဟုတက်အုပ်ချုပ်မှုစနစ် C3C Central Command and Coordination Committee အရသွားရင်စစ်ကောင်စီပြိုလဲဖို့ကမဟုတ်ချပဲအင်းတော့တိုက်ပွဲဆိုရင် PDF တွေအတွက်တမိုင်းဝင်တိုက်ပွဲတစ်ခုညီညွတ်ဖို့ပဲလိုပါတယ် VNN တွေဘာတွေခဏနောက်ထား2024နှစ်ကုန်ကမှ HDS ဥဆောင်တဲ့ Syria တော်လှန်ရေးတပ်ပေါင်းစုတွေလျှက်တပြက်ထိုးစစ်ကြောင်း Russia တရုတ်အာဏာရှင်တွေရဲ့ backup ပေးထားပြီးအာဏာခိုင်မာနေတဲ့ Syria အာဏာရှင်အာဆက်လစ်ပြေးရတာကိုပဲကြည်ပါ HDS ခေါင်းဆောင်ဂျူလာနီက2021အင်တာဗျူးတစ်ခုမှာအာဆက်အစိုးရကိုဖြုတ်ချမယ်လို့ပြောမှုတယ် အဲ့ဒီအချိန်ဘသူကားမှမယုံခဲ့ဘူးဘလောက်အာနာကိုစုပ်ကင်ထားတာပဲဖြစ်ဖြစ်ရုရှားအကူအညီနဲ့နိုင်ငံတကာမှလူရဝင်ဆန့်လာတဲ့အာဆတ်ကိုစီးရီးယားတော်လှန်ရေးတပ်က2024နိုဝင်ဘာလကစပြီးဒုတိယမြို့တော်အလက်ပိုကနေဟွမ်းစ်မြို့တော်ဒက်စကတ်ကိုဦးချောင်းအတိုင်း Time and Momentum အရအုံနဲ့ကျင်းနဲ့ဒူးနဲ့တိုက်တာပွဲသိမ်းသွားတယ်ဒါကို NUG MOD နဲ့ EAO တွေမဟာပြူဟာနီးပြူဟာအရလေးလာပြီးကြပြီးထင်တယ် ဒီနေ့မကုံငင်တော်လန်ရေးဥဆောင်အဖွဲ့တွေ Revolution Trigger ကိုဖြုတ်ချဖို့လိုတယ်။အချိန်ဆွဲလို့မရတော့ဘူး။အချိန်ဆွဲလေတစ်ဖက်ရန်သူကအခွင့်အရေးရသွားမှာဖြစ်တယ်ဆိုပြီးရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြပါသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာကြပါစေခင်ဗျာကြပါစေခင်ဗျာ